အစ္စရေးနဲ့ဟာမတ်တို့ရဲ့ပဋိပက္ခဟာဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပါပြီမကြသေးခင်ကတင်းမာမှုတွေမြင့်တက်လာတာကြောင့်အကြမ်းဖက်မှုတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကျက်တဲတွေဖြစ်ပွားခဲ့ပါတယ်လက်ရှိအခြေအနေဟာတမိုင်းကြောင်းအရာတင်းမာမှုတွေနဲ့မကြသေးခင်ကဖြစ်ရက်တွေကြောင့်ဖြစ်လာတာပါနောက်ခံကြောင်းအရာတမိုင်းကြောင်းဆိုင်ရာအခြေအနေကတော့1948ခုနှစ်မှာအစ္စရေးနိုင်ငံတည်ထောင်ခဲ့တာနဲ့ပဋိပက္ခစတင်ခဲ့ပါတယ် အဲ့ဒီအချိန်မှာပါလက်စတိုင်းတွေနေရာပြောင်းရွှေ့ခဲ့ရပြီး1968ခုနှစ်6ရက်စပွဲအပြီးမှာအစ္စရေးကဂါဇာကမ်းမြောင်ဒေသကိုသိမ်းပိုက်ခဲ့ပါတယ်2009ခုနှစ်မှာဟာမတ်စ်ကဂါဇာကိုထိန်းချုပ်လိုက်ပြီးအစ္စရေးရဲ့ပိတ်ဆို့မှုကြောင့်ဒေသတွင်းစီးပွားရေးကိုပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်မကြသေးခင်က တင်းမာမှုများမြင့်တက်လာခြင်းကတော့2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာဟာမတ်စ်ကအစ္စရေးကိုအကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး လူပေါင်းထောင်ရာကျော်တေဆုံးခဲ့ကတစားခန်းတွေကိုဖမ်းဆီးခဲ့ပါတယ်။ဒါကြောင့်အစ္စရေးနဲ့အပြည့်အဝစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။လက်ရှိအချိန်ဤအပြည့်ခက်ရစဲရေးနဲ့ပြန်လည်ပြစ်ပခဖြစ်ပွားခြင်းကတော့2025ခုနှစ်ဇန်နဝါရီလမှာအပြည့်ခက်ရစဲရေးသဘောတူညီချက်ရရှိခဲ့ပေမဲ့တက်တန်းတူခဲ့ပါတယ်။ ဟာမတ်စ်ကတစားခန့်တွေကိုပြန်လွတ်ဖို့ငြင်းဆန်ပြီးအစ္စရေးအတိုင်းဝိုင်းတွေကိုချိန်ချောက်တာကြောင့်အစ္စရေးက2025ခုနှစ်မတ်လမှာတိုက်ခိုက်မှုတွေကိုပြန်လည်စတင်ခဲ့ပါတယ်။ဒေသတွင်းတက်ရောက်မှုများကတော့ဒီပရိပခကြောင့်အီရန်နဲ့သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့လက်ဘရွန်ကဟစ်ဘိုလာနဲ့ယီမင်ကဟူသီလှုပ်ရှားမှုတွေနဲ့တင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။လူသားချင်းစာနာထောက်ထားမှုအကျက်တဲကတော့စစ်ပွဲကြောင့်ဂါဇာမှာအကြီးအကျယ်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာတည်ဆုံခဲ့ကာအခြေခံအဆောက်အုံတွေပျက်စီးခဲ့ပါတယ်။အနာဂတ်အလားအလာများကတော့ဒီပရိပခဟာမဖြေရှင်းနိုင်သေးပဲစည်ရေးလှုပ်ရှားမှုတွေနဲ့တတမန်ရေးကြိုးပမ်းမှုတွေကရေရှည်ငင်းချမ်းရေးကိုမရရှိနိုင်သေးပါဘူး။အခြေအနေကဆက်လက်ဆိုးရွားနေပြီးနှစ်ဖက်စလုံးဟာပြည်တွင်းနိုင်ငံရေးဖိအားတွေနဲ့ပြင်ပဒေသတွင်းအင်အားစုတွေကြောင့်တည်ငြိမ်တဲ့ဖြေရှင်းမှုကိုရှာဖွေဖို့ခက်ခဲနေပါတဲ့။